လုံခြုံကြပါရဲ့လားဗျာ Leo Bunza and Nazri Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့ကတော့အပွင့်နေနေရဲရဲလေးတွေပွင့်ပြီးတော့အရန်ကိုချစ်စရာကောင်းတဲ့ Powder Puff လို့ခေါ်တဲ့ဂျပန်ကုတ်ကိုပင်အကြောင်းကိုဝေမျှချင်ပါတယ်မြန်မာပြည်ရဲ့ဘွန်ဆိုင်ချစ်သူတွေကြားမှာဘွန်ဆိုင်ပြုလုပ်ဖို့ကောင်းတဲ့အပင်တွေနဲ့တိတ်ပြီးရေပန်းမစားပေမဲ့ဘွန်ဆိုင်ပြုလုပ်ထားတဲ့အပင်တွေကအပွင့်ပွင့်ရင်ဆွဲဆောင်မှုရှိတာကြောင့်အရန်ကိုချစ်စရာကောင်းပါတယ် အရန်ကိုချစ်စရာကောင်းတဲ့ဂျပန်ကုတ်ကိုအကြောင်းမပြောခင်ကျွန်တော် channel လေးကို like and subscribe မလုပ်ရသေးရင် like and subscribe click လေးကိုနှိပ်ပေးခဲ့ကြပါဦးဆက်ကြအောင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့ pound puff ပွန်ဆိုင်လို့ခေါ်ခေါ်တဲ့လပ်ပပီးစိတ်ဝင်စရာစရာကောင်းတဲ့ပွန်ဆိုင်အပင်လေးတွေအကြောင်းကိုပြောပြသွားမှာပါဒီအပင်လေးတွေဟာသူတို့ရဲ့ပန်းမွင့်လေးတွေနဲ့ထူးခြားတဲ့ပုံစံကြောင့်ပွန်ဆိုင်ချစ်သူတွေကြားမှာ အထူးသဘောကျကြတဲ့အပင်တစ်မျိုးပါ ပေါန်ဒပတ်ပွန်ဆိုင်ဆိုတာကတော့တကယ်တော့ကယ်လန်ဒရာဟာမတူရှက်ဖလာလို့ခေါ်တဲ့အပင်မျိုးစိတ်ကိုပွန်ဆိုင်အနေနဲ့ဖန်တီးထားကြတာပါသူရဲ့ပန်းပွင့်လေးတွေကဖူးပွင့်လာတဲ့အခါတူပတ်ပဝါလေးလို့လပ်ပနေတတ်ပြီအဖြူရောင်အပန်းရောင်အနီရောင်အဝါရောင်စတဲ့အရောင်တွေရှိပါတယ်ဒါကြောင့်ဒီအပင်လေးကိုပေါန်ဒပတ်လို့ခေါ်ကြတာပါ ဂျပန်ကုတ်ကိုရဲ့မူရင်းဇာတိကတော့အပူပိုင်းနဲ့တမပိုင်းဒေသဖြစ်တဲ့တောင်အမေရိကတိုက်ဖက်ကဖြစ်ပါတယ်။အထူးသဖြင့်ဘိုလီးဗီးယားနဲ့ဘရာဇီးနိုင်ငံကဖြစ်ပါတယ်။ဂျပန်ကုတ်ကိုဟာအမြဲတမ်းတစ်ပင်အမျိုးအစားဖြစ်ပြီးတော့ပူနွေးဆွတ်ဆွတ်တဲ့ရာသီဥတုကိုနှစ်သက်ပြီးတဘာဝအတိုင်းပေါက်ရွက်တတ်ပါတယ်။ဂျပန်ကုတ်ကိုဟာကယ်လန်ဒရာမျိုးစိတ်ဖြစ်ပါတယ်။ကယ်လန်ဒရာမျိုးစိတ်မှာမျိုးကွဲ၄မျိုးရှိပါတယ်။ ဲ့ဒါတွေကတော့တကယ်လန်ဒရာဟာမတူရှက်ဖလာအနီယောင်ပန်းပွင့်မြေလူတိအများဆုံးပါပဲနံပါတ်1ကယ်လန်ဒရာဆရီနာမန်စစ်ပန်းယောင်နုနုဖြူဖြူပန်းပွင့်လေးတွေပွင့်ပြီးတော့မြန်မာနိုင်ငံမှာတော့မတွေ့ရသလောက်ပါပဲနံပါတ်3ကယ်လန်ဒရာကက်တလိုရက်ဆက်ပန်းယောင်အနီဖက်ရင်းပြီးတော့မြန်မာနိုင်ငံမှာတော့မတွေ့ဖူးသေးပါဘူးနံပါတ်4ကယ်လန်ဒရာတာဂျီနိုမီနာ အဝါရောင်ပွင့်ပြီးတော့မြန်မာနိုင်ငံမှာလည်းမတွေ့ရသေးပါဘူးဂျပန်ကုတ်ကိုရဲ့အရွက်လေးတွေကတိတ်ငယ်ပြီးနုနယ်တဲ့အတွက်ငှက်မွေးလို့ပါလွာပြီးလှပတဲ့ပုံစံရှိပါတယ်အပွင့်တွေကတော့ဂျပန်ကုတ်ကိုပင်ရဲ့အထင်ရှားဆုံးအစိတ်အပိုင်းကတော့အပွင့်ပါပဲအပွင့်တွေကပွင့်ဖက်လေးတွေကပေါင်နာရိုက်တန်လေးလေးကိုဖူးပွင့်နေတဲ့ပုံစံရှိပြီးအနီးအဝါပန်းရောင်နဲ့အဖြူရောင်တွေဖြစ်နိုင်ပါတယ် အပွင့်တွေကပေါင်တာရိုက်တန်လိုမျိုးဖြစ်နေတာကြောင့်ပေါင်တာပပ်လို့ခေါ်တာဖြစ်နိုင်ပါတယ်ဂျပန်ကုတ်ကိုရဲ့အခောက်တွေဟာချောမှုပြီးမိခိုးရောင်ရှိပါတယ်ပေါင်တာပပ်ဂျပန်ကုတ်ကိုအပင်တွေဟာကြီးထွားမှုမြန်တဲ့အပင်မျိုးဖြစ်တယ်လို့ဆိုပါတယ်မြန်ပြီများတော့ပရီမနာဂျပန်ချွန်းတို့ဆက်ဆိုင်တော့ကြီးမမြန်ပါဘူးဘွန်ဆိုင်အဖြစ်ပြုစုရမှာ ပုံသွင်းဖို့နဲ့အရွက်တွေကိုပုံဖော်ဖို့အနှဲငယ်အားစိုက်ထုတ်ရပါတယ်။ဘာလို့လဲဆိုတော့ဂိုင်းတွေကကျွတ်ဆက်ပါတယ်။ဝါယာဂိုင်းပုံစံသွင်းတဲ့အချိန်မှာကျိုးလွယ်တာမို့အထူးဂယူဆိုင်ပုံစံသွင်းရပါမယ်။ဂိုင်းဖြတ်ပုံစံသွင်းရင်လည်းတတိထားရပါတယ်။အခက်မသိရင်ဖြတ်လိုက်တဲ့ဂိုင်းက၆သွားပြီးအရင်ကနေအစ်စ်အတက်အစ်စ်ထွက်လာတတ်ပါတယ်။ဒီနေရာမှာတော့စက်ကူပင်နဲ့တဘာဝသွားပြီးတူပါတယ်။ ဘာဝအတိုင်းဆိုရင်အမြင့်ပေ15ပေထိကြီးထွားနိုင်ပေမဲ့ဘွန်ဇိုင်းအဖြစ်ဖန်တီးကြရင်တော့12လက်မနေ16လက်မအထိသာထားလိမ့်ရှိပါတယ်အရွက်ချဂိုင်းဖြတ်ပုံသွင်းဖို့နဲ့အဂိုင်းအခက်လက်တွေပုံမထွက်ရှိလာစေဖို့ဆိုရင်ပုံမပရိုမင်းလုတ်ပေးတင်ပါတယ်အပွင့်တွေပွင့်ပြီးရင်တော့ဂိုင်းတွေကိုဖြတ်ပေးတင်ပါတယ်စက်ကူပင်တွေနဲ့တဘာဝဆင်ပါတယ်ဝါယာကြိုးကိုအသုံးပြုပြီးတော့အဂိုင်းတွေကိုပုံစံသွင်းဖို့ ဝါယာကြိုးကိုတုံးနိုင်ပေမဲ့အကိုင်းတွေကကျွတ်ဆက်လွတ်လာကြအောင်တတိထားပြီးလှုပ်ဆောင်ရမှာပါကိုင်းဖြတ်ပြီးတော့လေပုံစံတွင်းနိုင်ပေမဲ့အခက်မသိရင်ဖြတ်တဲ့ကိုင်းက၆ပြီးကိုင်းအရင်ကနဲ့အစ်စ်ပြန်ထွက်လိရှိပါတယ်အတုံးပြူတဲ့ဘုံအုံးနဲ့မြေစားပေါ်မူတည်ပြီးတော့နနစ်ကနေ၃နှစ်တကြိမ်မြေလဲပေးတင်ပါတယ်ຫນွေဥရာဒီမှာမြေလဲပေးချက်အကောင်ဆုံးပဲဖြစ်ပါတယ် ိုးမွားတွေဖြစ်တဲ့ပင့်ကူနေတဲ့ပိုးစင်းတဲ့ရိုးကိုတတိထားတက်ပါတယ်ပိုးသက်စေဒါမှမဟုတ်တဘာဝပြေးစေကိုအသုံးပြုပေးနိုင်ပါတယ်မိုယောဂါတွေဟာရင်မြရင်တော့ဖြစ်တတ်ပါတယ်ရင်စင်းကောင်းအောင်ပြုလုပ်ပေးရမယ်လေဝင်လေထွက်ကောင်းတဲ့နေရာမှာထားပေးရပါမယ်ပေါ်ဒဘပ်ပွန်ဆိုင်မြဟာအလားစင်ပင်အဖြစ်အလွန်တန်ဖိုးထားကြပါတယ်။တချို့ရင်ကျွေးမှုတွေမှာ ဂျပန်ကိုကိုပင်ကိုချစ်ချစ်မြတ်တမ်းနဲ့ဆက်ဆက်ကြတယ်လို့အယူဆရှိပါတယ်ဂျပန်ကိုကိုပင်တွေဟာကြီးထွားမှုလုံးမြန်တာကြောင့်ပုံမှန်ပြုပြင်ဖို့လိုအပ်ပါတယ်ပုံစံသွင်းချိန်နောက်ကျသွားရင်အပင်ပုံစံပြတ်သွားနိုင်ပါတယ်အေးတဲ့ရာသီဥတုကိုမခံနိုင်တာကြောင့်အေးတဲ့ဒေသမှာစိုက်ပျိုးဖို့ခက်ခဲဖြစ်နိုင်ပါတယ်မြန်မာပြည်မှာတော့အလွန်အေးတဲ့မြန်ပြည်မြောက်ဖျားပိုင်းကလွဲလို့စိုးရင်စရာမရှိပါဘူး နောက်ဆုံးနေနေတော့ပေါင်နပတ်ဝန်ဆိုင်တွေကိုစက်မှတ်တန်ဆောင်ဖို့ဒီအချက်တွေကိုဂရုစိုက်ပေးပြပါမယ်နံပါတ်1ပူပွားယောဂါကိုတည်ထားပေးပါနံပါတ်2နေအောင်ချီလုံလောက်စွာရရှိပါစေနံပါတ်3ရေလောင်းတဲ့အခါမြေသားဆိုးနေရင်တော့ရေလောင်းစရာမလိုပါဘူးနံပါတ်4နနစ်တစ်ချိန်လောက်အိုးလဲပေးရမှာပါ ဒါဆိုရင်တော့ပေါင်တပတ်ပုံစံအကြောင်းကိုအနေငယ်သိရှိသွားပြီထင်ပါတယ်။မန်ကန်နဲ့ပြည်စုနီးတွေနဲ့စောင့်ရှောက်မယ်ဆိုရင်ဂျပန်ကုတ်ကိုပင်တွေဟာကိုယ့်ရဲ့ပုံစံဆွဆောင်းမှုအတွက်အလွန်လက်ပတဲ့အပင်တွေဖြစ်မှာပါ။ဒီလိုလက်ပတဲ့ပုံစံပင်လေးတွေကိုစိုက်ပျိုးခြင်းနဲ့ဆိုရင်ဒီဗီဒီယိုလေးကိုကြည့်ပြီးလှုပ်ဆောင်နိုင်ပါတယ်။ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပြီးပုံစံအကြောင်းတွေကို set လေ့လာနိုင်ပါတယ်။ကျေးဇူးတင်ပါတယ်။ဒီဗီဒီယိုလေးကို like လုပ်ပြီး share လုပ်ပေးဖို့လည်းမမေ့ပါနဲ့။နောက်ထပ်ပွန်ဆိုင်အကြောင်းတွေကိုဆက်လေ့လာဖို့ channel လေးကို subscribe လုပ်ထားပေးကြပါအောင်။ကျေးဇူးတင်ပါတယ်။ပြန်လည်ဆုံတွေ့ကြမယ်လေ။